မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရုရှားနိုင်ငံမှတဆင့်ဘီလာရုနိုင်ငံတို့နိုင်ငံတော်အဆင့်ချစ်ချည်ရေးခီးဆက်လက်တောင်းအောင်မယ်ဆိုတဲ့သတင်းရပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါဒီသတင်းပြင် 130မီဂါဝပ်နျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားနည်းပညာဖြင့်တည်ဆောက်မှာဖြစ်ပြီးတဝယ်ရင်းနှီးစိတ်ကန်းစီမံကိန်းကိုရုရှားနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူပြောကြားရတဲ့တဲ့။ပိတ်ပင်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုများကိုသိယူမဲ့အစီအစဉ်အားပြင်သစ်ကန့်ကွက်တဲ့တဲ့။အေဗာဒန်ရဲ့ပွဲပြီးတွင်ကွင်းလေတိုင်းမိုက်ကယ်အိုလီဗာစတန်တန်ရဲ့စကလုံးများဖြင့်လီဗာပူးနည်းပြဆလော့ပြောဆိုခဲ့ကြောင်း FA ထုတ်ပြန်တဲ့တဲ့။အစားရှိတဲ့တဲ့များကိုတင်ဆက်ပြီးတော့မှာပါ။ ဥဇုံရိုင်းတဘုံနေနေနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမြေအောင်လိုက်ရုရှားနိုင်ငံမှတစ်ဆင့်ဘီလာရုနိုင်ငံတို့နိုင်ငံတော်အဆင့်ချစ်ချည်ရေးခီးဆက်လက်သွားမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်စီပံရေးအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမြေအောင်လိုက်ဟာ ဘီလာရုနိုင်ငံ သမ္မတမစ္စတာလူကာရှန်ကော့ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံကို ချစ်ကြည်ရေးခီးသွားရောက်စဉ်အတွင်းဘီလာရုသမ္မတနိုင်ငံကို နိုင်ငံတော်အစီ Official State Visit ချစ်ကြည်ရေးခီးဆက်လက်သွားရောက်မယ်လို့သိရပါတယ်အဆိုပါချစ်ကြည်ခီးစဉ်အတွင်းမှာဘီလာရုစ်နိုင်ငံသမ္မတမစ္စတာလူကာရှန်ကော့နဲ့တွေ့ဆုံဆွေးနွေးတာဘီလာရုစ်နိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးတာဘီလာရုစ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ်ဘီလာရုစ်နိုင်ငံအစိုးရအဖွဲ့ကအစင်းမြင့်အရာရှိကြီးတွေနဲ့တွေ့ဆုံဆွေးနွေးပြီးနှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြပုံပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေပုံမတိုးတက်ခိုင်မာအောင်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပြီးအစိုးရချစ်ကြည်ရေးခီးစဉ်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အဖွဲ့ဝင်တွေနဲ့အစိုးရအဖွဲ့ဝင်အစင်းမြင့်အရာရှိကြီးတွေလိုက်ပါသွားမှာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရားဒဆယ်မဂါဝက်နျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားနှီးပညာဖြင့်တိစောက်မှာဖြစ်ပြီးတဝယ်ရင်နဲ့စိတ်ကန်းစီမံကိန်းကိုရုရှားနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ 130မီကာဝပ်နျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားနည်းပညာနဲ့တည်ဆောက်မှာဖြစ်ပြီးတဝယ်ရင်နဲ့စိတ်ကန်စီမံကိန်းကိုရုရှားနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကမတ်လ9ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်ပြီးမှာသတင်းထုတ်တွေကိုပြောပါရစေ။ ာဆောက်ကဥက္ကဋ္ဌဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်အဖြစ်ရုရှားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးမလ9ရက်ကမြန်မာရုရှားစီးပွားရေးဖိုရမ်ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါခီးစဉ်အတွင်းမြန်မာနိုင်ငံမှာ130မဂါဝတ်အထိရှိတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုကိုရုရှားနိုင်ငံရဲ့နည်းပညာနဲ့တိစောက်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့တဝယ်ရင်းနဲ့စေကန်စီမံကိန်းကိုရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း NASA ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကမြန်မာရုရှားစီးပွားရေးဖိုရမ်အပြီးမှာပြောပါရယ်။နံပါတ်1အချက်ကတော့မြန်မာနိုင်ငံမှာ130မဂါဝတ်အထိရှိတဲ့နျူကလ িয়ার ဓာတ်ပေါင်းဖိုကိုရုရှားရဲ့နည်းပညာနဲ့တိစောက်ပါမယ်။ ဒါပြင်အရှိတောင်အာရှမှာအရေးကြီးတဲ့တကယ်ကိုစီးပွားရေးအရာအခြေခံကောင်းမွန်လာမဲ့တဝယ်ရင်နဲ့စိတ်ကံကိုရုရှားနဲ့ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကအလွန်ကြီးမားတဲ့ project ကြီးဖြစ်ပါတယ်။တဝယ်ရင်နဲ့စိတ်ကံကဘာကြောင့်အရေးပါတာလဲဆိုရင်တဝယ်ရင်နဲ့စိတ်ကံဟာမြန်မာနိုင်ငံရဲ့အောက်ပိုင်းတောင်ပိုင်းမှာရှိတယ်။တဝယ်ရင်နဲ့စိတ်ကံရဲ့အောက်ပိုင်းမှာမလကရေလက်ချားဆိုတာရှိတယ်။မလကရေလက်ချားဆိုတာကတောင်တရုတ်ပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာကိုဆက်ပေးထားတဲ့လမ်းကြောင်းဖြစ်တယ်လို့၎င်းကပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ဗီယက်နမ်နိုင်ငံမှာရှိတဲ့စိတ်ကန်းတွေနဲ့ဆက်သွယ်ဆောင်ရွက်မှုရှိပြီးဖြစ်တဲ့အတွက်ဗီယက်နမ်ကစိတ်ကန်းတွေနဲ့ဒဝေရီနဲ့စိတ်ကန်းကိုချိတ်ဆက်မယ်ဆိုတာကရုရှားမြန်မာပူးပေါင်းဆောင်ရွက်မှုဟာအရှိတောင်အာရှမှာစီးပွားရေးအရာအချက်အချာကြားမှုမှာအဓိကကြမဲ့လုပ်ငန်းတစ်ခုဖြစ်လာမယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။ဒါရီဟာရုရှားနိုင်ငံအနေနဲ့ကဗီယက်နမ်နဲ့ဆက်သွယ်ဆောင်ရွက်မှုရှိပြီးဖြစ်တဲ့အတွက် ဗီယက်နမ်ကစေကန်းတွေနဲ့တဝယ်ရည်နဲ့စေကန်းနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင်ရုရှားမြန်မာပူးပေါင်းဆောင်ရွက်မှုကအရှိတောင်အာရှမှာစီးပွားရေးအရာအချက်အချာကြောင့်မို့ကိုအဓိကကြားလာမဲ့လုပ်ငန်းတစ်ခုလို့ကျွန်တော်တို့မြင်နေလို့ နာဆာကပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။နာဆာကဥက္ကဋ္ဌရဲ့ရုရှားခီးစဉ်အတွင်းမလ၄ရက်ကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံမှာအသေးစားအမှုမျိုးဓာပေးစက်ရုံဆောက်လုပ်ရေးအတွက်သဘောတူညီခဲ့တယ်လို့ရုရှားသမ္မတပူတင်ကပြောပါရယ်။ဒါ့အပြင်နာဆာကဥက္ကဋ္ဌရဲ့ခီးစဉ်အတွင်းမြန်မာရုရှားနှစ်နိုင်ငံအစိုးရနှစ်ရက်အကြာအမှုမျိုးစွမ်းရင်ကိုငြိမ်းချမ်းစွာအသုံးပြုရမှာနျူကလ িয়ার နဲ့ဓာတ်ရောင်ကြီးဘေးအန္တရာယ်ကင်းရှင်းရေးစီးမြင်ဥပဒေနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာအပအဝင် သဘောတူညီချက်တွေနဲ့နားလည်မှုစာချုပ်လား၁၀ခုကိုလက်မှတ်ရေးထိုးလည်လှည့်ခဲ့တယ်လို့သိရပါတယ်။တမရပူတင်နဲ့ဆွေးနွေးတဲ့အခါမှာကျွန်တော်တို့အနေနဲ့မြန်မာရုရှားအပြန်လန်မိဖက်ဆက်ဆံရေးမဟာမိတ်ဆက်ဆံရေးပိုပြီးခိုင်မာတဲ့ဆက်ဆံရေးဖြစ်အောင်ဆွေးနွေးနိုင်ခဲ့တယ်။ကဏ္ဍပေါင်းစုံစီးပွားရေးနိုင်ငံရေးလူမှုရေးအလုံးတိုးမြင့်နိုင်ရေးအတွက်ဆွေးနွေးနိုင်ခဲ့တယ်လို့နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စုံမင်းထွန်းကပြောပါရယ်။ဆလဘီ ပိတ်ပင်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုများကိုသိယူမဲ့စီစဉ်အားပြင်သစ်ကန့်ကွက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပိတ်ပင်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုသိယူမဲ့စီစဉ်ကိုပြင်သစ်ကမတ်လ၄ရက်နေ့မှာကန့်ကွက်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာယူကရိန်းအတွက် စီးရဲထောက်ပံ့မှုတွေကိုဆိုင်းငံ့လိုက်ချိန်မှာဥရောပဟာယူကရိန်းရဲ့ကာကွယ်ရေးအတွက်အလုံးစုံတောင်းဝင်ယူရမယ့်အခမ်းကဏ္ဍကနေပါဝင်ဖို့ကြိုးပမ်းနေပါတယ်။ဒါကြောင့်ပိတ်ပင်ခံထားရတဲ့ရုရှားရဲ့ယူရို200ဘီလီယံကျော်တန်ကြီးရှိတဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုမယ်ဆိုတာကကာကွယ်ရေးဘတ်ဂျက်တွေမှာကြီးမားတဲ့ကွာဟောင်းမှုတွေကိုကျင်းမြောင်းစေဖို့အထောက်အကူဖြစ်စေလိမ့်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆိုပြုချက်ဟာဥရောပနိုင်ငံတွေအတွင်းသဘောထားကွယ်လွှတ်မှုတွေကိုဖြစ်စေနိုင်ပြီးဗြိတိန်ဟာဒီအစီအစဉ်ကိုကာလကြာရှည်ထောက်ခံခဲ့ပြီး ပြည်သက်ကတော့စန့်ကျင်ကန့်ကွက်လျက်ရှိပါတယ်။ပြည်သက်ရဲ့သဘောထားကတော့အဲ့ဒီရုရှားရဲ့ပိုင်ဆိုင်မှုတွေဟာရုရှားဗဟိုဘဏ်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်လို့ပြည်သက်စီးပွားရေးဝန်ကြီး Eric Lambert က France Info Radio ကိုပြောပါတယ်။အခုလိုရန်မုံငွေဖြစ်တင်းမှုကိုတားမြစ်ပိတ်ပင်ခံထားရတဲ့ပိုင်ဆိုင်မှုတွေထံကနေအသုံးပြုနိုင်မှာမဟုတ်ဘဲအဲ့လိုလှုပ်ဆောင်မှုဟာပြည်သက်ဥရောပတို့ပါဝင်လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတကာသဘောတူညီချက်တွေနဲ့စန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်လို့၎င်းကပြောပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Everton နဲ့ပွဲပြီးမှာကွင်းလယ်အတိုင်း Michael Oliver အားဂျက်ဒန်နဲ့စကလုံးများဖြင့် Liverpool နီးပြ slot ပြောဆိုခဲ့ကြောင်း FA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA က Liverpool နီးပြ Arne Slot ဟာ Everton နဲ့ပွဲပြီးမှာကွင်းလယ်အတိုင်း Michael Oliver ကိုဂျက်ဒန်နဲ့စကလုံးနေနဲ့ပြောဆိုခဲ့တယ်လို့စီးကျက်တိုင်တွေကိုလည်းဂျက်ဒန်နဲ့စကလုံးနေနဲ့ဒေါသတကြီးအော်ဟစ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ12ရက်ကကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့ Everton နဲ့ Liverpool တို့နှစ်ဂိုးစီတည်ရကြတဲ့ပွဲအပြီးမှာနှစ်ဖက်ကစားသမားတွေအချင်းများခဲ့ကြပြီးကွင်းလှည့်တိုင်း Michael Oliver က လေဘာဦးနေပြအာနယ်ဆလော့နဲ့၎င်းလက်ထောက်နေပြအပောင်ဝင်၄ဦးကိုအနီကပ်ပြခဲ့ပါတယ်။ဆလော့နဲ့၎င်းရဲ့လက်ထောက်နေပြခူရှော့တို့ကပွဲပြီးမှကွင်းလယ်တိုင်းမိုက်ကဲအိုလီဗာရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်တဲ့အတွက်ဇော်ဒကတက်ခဲတာဖြစ်ပါတယ်။ဆလော့နဲ့ခူရှော့တို့ဟာအခုလိုဇော်ဒကတက်မှုကြောင့် FA ရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ဒဏ်ငွေပေါင်း9000စီပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။အခုအခါ FA ကမာဆေးဆိုင်ဒါဘီအပြီးမှာကွင်းလယ်တိုင်းမိုက်ကဲအိုလီဗာကိုဆလော့ပြောဆိုခဲ့တဲ့စကားတွေကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လေဘာဝန်ကြီးပြစလော့ဟာအေဗာတန်နဲ့ပွဲကဖြစ်ရတဲ့အတွက်နောက်ပိုင်းမှာလူသီးရှင်ကြားပြန်လည်တောင်းပန်ခဲ့တယ်လို့ဒိုင်လူကြီးတွေကလည်းကိုရန်ကိုကြတောင်းပန်ခဲ့တယ်လို့သိရပါဗျ။စလော့ကအေဗာတန်နဲ့ပွဲအပြီးဖြစ်ရဟာသွေးပူရုံဖြစ်တဲ့လောက်ရဖြစ်ပြီးအနာဂတ်မှာအဲ့လိုမဖြစ်အောင်ဆင်ကျင်မယ်လို့ဆိုခဲ့ပါဗျ။လေဗာယုတ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်။